Hello everyone. Today we are going to learn about making requests. Start with can you please. အဲ့တော့ can you ဆိုတဲ့အသုံးလေးဘယ်လိုလေးသုံးမလဲ။အဲ့တော့ use can for polite requests. အဲ့ polite requests ဖြစ်စေရင် can you ကိုသုံးလို့ရတယ်ပေါ့နော်။ဘာလို့လဲစမလဲဆိုရင်မကြည့်အောင်။ Can you Can you hold the door for me? Hold the door. Hold the door ဆိုတာကကြက်ထားရမယ် buffness စတဲ့ phrase တွေပေါ့နော်။ သူမဟုတ်တာ sentence နေပေါ့နော် come to work early အဲ့တော့အလုပ်ကိုစောစောလာတယ်ဆိုတော့ spell your name spell your name နာမည်ကိုစလုံးပေါင်းခိုင်းနေ sit there ထိုင်နေပေါ့နော်အဲ့ဒါကို see က hold the door for me ငါအတွက်တကားကိုကင်ပေးထားနော်တကားဖွင့်ဝင်တဲ့အခါမှာလက်ကင်ကိုကင်ပေးထားတာမျိုးမပြောဘဲနဲ့ polite request ဖြစ်မမြန်မာဆိုရင်ငါ့ကိုတကားလေးကင်ပေးလို့ရမလား အဲဒါဆိုရင်တစ်ဖက်လူကအာ request လောက်တာကိုအဲကိုယ့်ရဲ့ request ကိုပြန်ပြီးတော့လုတ်ပေးခြင်းစိတ်ပေါက်သွားမယ်ပေါ့နော် polite ဖြစ်တာဟုတ် can you hold the door for me can you hold the door for me can you hold the door for me can you come to work early tomorrow can you come to work early tomorrow can you come to work early tomorrow can you spell your name for me Can you spell your name for me? Can you not sit there? Um, don't sit there. My time is up. Polite request. Can you not sit there? Not sit there. My time is up. Okay, next cool. That's why you blue pen pen malay. Charuka. Polite request. How to answer polite request? We usually do not say yes or no. Yes or no. We do use. special phrases. They see. ဘယ်လိုပြန်ပြောမှာလဲဆိုတာကဲကြည့်အောင်ဘယ်လိုပြောလို့ရလဲ sure sure i will sure i will not of course yes i will be glad to i will be glad to ဆိုတာကအာ sure yes လို့ပြောတာနဲ့အတူတူပါပဲ yes လို့မပြော I will, I will be glad to ဟောရပါတယ်အဆင်ပြေပါတယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့တော့ yes ဆိုတာ sure of course i will be glad to ဒါဆို no လို့ပြောခြင်းဘယ်လိုပြောမလဲ no ဆိုရင် I'm sorry နောက်က reason ပေးမယ်ဘာလို့လဲ I'm sorry I'm busy now I'm busy now I'm sorry I'm not free today I'm busy now ဒီလိုမျိုး reason တွေပေးလို့ရတယ် I'd rather not I'd rather not အဲမလုပ်ချင်ဘူးငင်းတာပေါ့อืมမလုပ်ရင်အဆင်ပြေပါတယ်လေဆိုတာတဲ့ဆိုတဲ့သဘောပေါ့เนาะ no I'm sorry I'd rather not အဲ့တော့ I'm sorry ကိုပဲမှတ်ထားရင်လည်းရပါတယ်အဲ့တော့ I'm sorry ဘယ်လိုလာမလဲ I'm sorry I am busy now ဆိုပြီးတော့ပြောလို့ရတယ်ပေါ့နော် I'm sorry I am busy I am busy I am busy ဟုတ်ပြီဆရာ can you ကိုနောက်ထပ် ask for permission အတွက်လည်းသုံးလို့ရတယ်ဘာတွေသုံးလို့ရလဲဆိုရင် ask for permission အဲ့ permission တောင်းမယ်ဒါဆိုရင်ဆရာတို့ can you ဆိုတာကသူများကို request လုပ်မယ် can you က request လုပ်မယ်เนาะ can you ဆိုတာက can you can you go now can you hold the door for me သူများကိုခိုင်းတာပေါ့ can i can i ကတော့ကိုလှုပ်ချင်တာကိုလှုပ်ခိုင်းတာကိုလှုပ်ချင်တာကိုရင်ရင်ကြီးကြီးခိုင်းတာ can you ကသူများကိုခိုင်းမှာ can i ဆိုမှ i ဆိုမှတော့ကိုလှုပ်ချင်တာကိုပြောတာပေါ့ can you ကတော့သူများက you ဆိုတော့သူများကိုခိုင်းတာအဲ့တော့ can you hold the door for me please သူများကိုခိုင်းမယ် ခံနိုင်ခံနိုင်ရကိုလှုပ်ချင်တာကိုလှုပ်ချင်တာကိုရင်းရင်းကြီးကြီးတောင်းဆိုမှာ ask for permission ကြည့်အောင် can i leave early can i leave early အဲဆောစောပြန်လို့ရမလား can i leave early can i borrow your car can i borrow your car can i borrow your car can i sit there can i sit there can i sit there Can I go home early? 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 အဲ့တော့ဒါကတော့ can I ဆိုတာကတော့ကိုကိုယ်တိုင်လှုပ်ချင်တာကိုလှုပ်ချင်တာကိုရင်ရင်ကြည်ကြည်ပြောတယ် can you ကသူများကိုရင်ရင်ကြည်ကြည်ခိုင်းမယ် can I ကကိုလှုပ်ချင်တာကိုရင်ရင်ကြည်ကြည်ပြောမယ်ဒါလေးပါပဲเนาะ ။ဒါဆိုရင်ဂျန်နာလေးကိုတော့နောက်နေ့မှဆက်ပြောတော့မှာနော်။